မိဘနှစ်ပါးဆိုတော့ဒါတက်ရှိတင်စားဖရားပဲပေါ့နော်ကျွန်တော်တို့အတွက်ကတော့အမေဆိုလို့တင်စားတာကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရောမိဘခဲ့ရတဲ့မိခင်တယောက်ရဲ့ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူးကျွန်တော်တို့တွေကအမေများနေ့တည့်ရက်တည်းမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်ထဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့တိုင်းမှာစိတ်ထဲမှာရှိနေမယ်မိခင်ကမိဘကျေးဇူးကိုအောက်မေ့ပြီးတော့ ကိုယ့်ဘက်ကနေတော့တက်တယ်ဆိုပြီးတော့အနည်းဆုံးတော့ဟိုစိတ်ဆန်းသာအောင်ထားနိုင်မယ်ဟိုဟိုချစ်စိုးလေးနဲ့ပြီးပြီးပြနိုင်မယ်တစ်ခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘပီတီပြအောင်လုပ်ပေးနိုင်ဆိုရှင်တော့ဒါကျွန်တော်တို့ကတော့နေ့ရက်တိုင်းကတော့အမေများနေပါမယ်မိဘနေရာကိုရောက်လာပြီဆိုလို့ရှိရင်မှဒါသမီးလေးကိုစပြီးတော့သူ့မိအာကျွန်တော်ပြောပြီးကိုဝင်ရှိပြီဆိုတော့အစင်းအားစပြီးတော့ဒါကျွန်တော်ကအဲဟိုနေရာထိုင်တာတော့ဒါစတော့တာပေါ့နော်ဆော့ဆော့ယူဆက်ရတယ်ငါတို့ကလည်းငါရဲ့အမေကငါရဲ့အဖေကအခုလိုပဲငါ့ဘုံမှာအဲ့လိုမျိုးချစ်ပြီးတော့ခင်ပြီးတော့ เนาะဒါမျိုးပြည်သူဆွေးနွေးပေးခဲ့မှာပဲဆိုရက်အတွေ့ဝင်မိတာနဲ့ကိုမိဘကျေးဇူးကကိုထင်ရတဲ့ပုံပြီးတော့ကြီးမားရဲ့ဆိုတော့ကိုမိဘနေရာရောက်လာတဲ့အချိန်မှာ ပို့ပြီးတော့ထင်းထင်းရှားရှားတည်မြင်လာတယ်လို့ထင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အဲဒီနေ့ပွဲမှာကျွန်တော်က Trader ကိုညိုမင်းလွင်ရဲ့အဲပုံသေးထားဆိုတဲ့ပြဿနာကျွန်တော်ကကျောင်းဆရာတယောက်နေပေါင်းဝင်ပြီးတော့ကပြပြေတော့ဖြစ်ပါတယ်ခင်ဗျာဒါတွေကပြောမယ်ဆိုတော့အနုပညာရှင်တယောက်အနေနဲ့ဒါပိုတက်ဆောတဲ့အနုပညာနဲ့ကို့ဘုံမှာရှိစုရှိတဲ့ခုနှစ်သားပြီးပြည်သက်တွေအခုလိုခက်ခဲကြုံနေတဲ့အချိန်မှာပိုတက်နေတဲ့ကိုယ်ဟိုဘာလို့အတမွေးကြောင်းနေပြန်ပြီးတော့ ကျေးဇူးဆက်ခွင့်ရတယ်လို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျအဲ့အတွက်လည်းအဲ PD လည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီငွေထန်သိမ်းခံရတဲ့ဒေသမှာရှိတဲ့ပြည်သူတွေအတွက်လည်းတကယ်လည်းထက်တူစင်အောင်ဖြစ်ပေါ်တယ်ခင်ဗျဟုတ်ဟုတ်ကျွန်တော်ဒီကြားထဲမှာတော့ဒီ TV စီစဉ်နေ program တွေအားလုံး program တွေနောက်ပြီးတော့ဇလန်းတွဲလေးတွေရထားတွေတော့ရှိတယ်ပေါ့နော်သူကလည်းကိုယ်ကိုယ်ပြသပြီးပါပြီအဲဒါမဲ့အရင်ကတော့အမှုပညာဟိုတစ်ထဲကိုတိတ်မလို့ဖြစ်တာလည်းပါတာပေါ့နော်အခု ်အဲဒီပြားတွေမှာပြိဿနဲ့တီတုံးကြီးရမယ်ဆိုတော့လေဝမ်းသာပါတယ်ကြည်တဲ့ကြည်နေပါတယ်နောက်ပြီးတော့ညခုန်လည်းရေခုံးမှုတွေဖြစ်ပါတယ်ဟောအဲ့အတွက်လည်းတကယ်စိတ်ထဲမှာတကယ်ကိုလေးနေနဲ့ကျေးဇူးတင်ပါတယ်လို့ပြောရပါတယ်ဟုတ်ပြောမယ်ဆိုကျွန်တော်အမေရောအဖေရောပေါ့နော်မိဘနှစ်ပါးဆိုတော့ဒါတက်ရှိတင်စားဖရားပဲပေါ့နော်ကျွန်တော်တို့အတွက်ကတော့အမေဆိုလို့တင်နေတာပေါ့ကိုတကယ်ဝမ်းနဲ့လွယ်ပြီးတော့အသက်နဲ့ရှင်ရောမိဘခဲ့ရတဲ့မိခင်ပြောက်ကျေးဇူးတွေဆိုတာဒါဆက်လို့မကုန်ပါဘူးကျွန်တော်တို့တွေကအဲအဲ့တော့ အဲပြောမလို့ကျွန်တော်ကျွန်တော်အပါဝင်ပေါ့နော်အဲတာသမီရဲ့တာသမီရဲ့မိခင်ရဲ့တန်ဖိုးကိုမိခင်ရဲ့ခြေဆုကိုတည်စီစင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့တွေကလည်းအမေများနေ့တရက်တမို့ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲရင်ထဲမှာတကယ်ကိုကိုယ့်ရဲ့မိခင်ကိုဒါနေ့တိုင်းမှာစိတ်ထဲမှာရှိနေမယ်မိခင်ကမိဘရဲ့ခြေဆုကိုအောက်မေ့ပြီးတော့ ိုယ့်ဘက်ကနေတော့တက်တယ်ဆိုနေပြီးတော့အနည်းဆုံးတော့ဟိုစိတ်ဆန်းတာကိုထားနိုင်မယ်ဟိုချစ်စိုးလေးနဲ့ပြီးပြီးပေးနိုင်မယ်တစ်ခုခုပေါ့နော်အဲ့လိုမျိုးလေးမိဘပီတီပြန်အောင်လုပ်ပေးနိုင်ဆိုရှင်တော့ဒါကျွန်တော်တို့ကတော့နေ့ရက်တိုင်းကတော့အမေများနေပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာဟိုအရင်ကတည်းကပေါ့နော်အရင်ကအမေနဲ့နေတယ်နောက်ပြီးတော့ဒါအင်တော်ကြပြီးတော့လေခုချင်းတည်းတည်းဒါအမေနဲ့တူနေတဲ့ခါကျတော့ကျွန်တော်အမေတော့ကျွန်တော်အမြဲတမ်းတက်တယ်ဆိုတော့ပြူးဆော့ရှောက်တယ်အာအဆွေထူးပြောစရာမလိုဘူးလို့တော့ထင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်အချိန်တိုင်းအချိန်တိုင်းကတော့ကျွန်တော် ဟိုမိဘအမေပေါ့နော်အဖေအမေရောအဖေရောပေါ့အဲသူတို့ညောက်သလိုတော့ဘူးကျွန်တော်ကနေတော့တနင်္လာဆုံးတော့နော်အမ်ညအရာဝင်လို့ရှိရင်အမြဲတမ်းဒါအဖေနဲ့မိတွေဆက်တော့ကိုဥဖက်ပြောကြတော့တယ်နောက်ပြီးတော့ကိုတက်လာသေးပေါ့နော်ကိုတက်တဲ့ဟာတွေကဝေးကြီးရပဲဖြစ်ဒါမှမဟုတ်စားကျင်တာပဲဖြစ်ချစ်စိုးတဲ့ပြီးတော့ပြနေမကောင်းဖြစ်လို့ရှိရင်ပြည့်စုံတာပဲဖြစ်အကိုအကုန်လုံးပေါ့နော်ဘာပဲဖြစ်ကျွန်တော်အမြဲတမ်း ့ဖိလိုပင်းကြဆိုတဲ့ခါကျတော့အခုတလေတခုလေးကိုရွေးချယ်ပြီးတော့ပြောပြောကြတော့အခုမရှိဘူးလို့ထင်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ရင်းနှောင်းကလာကိုယ့်ရဲ့မိဘကျေးဇူးကိုတည်ရဆိုတာပေါ့နော်နောက်ကိုယ့်အဖေကျေးဇူးကိုယ့်အမေကျေးဇူးကိုမိဘကျေးဇူးတည်ရဆိုတာကပုံကတော့တည်တာမျိုးထင်တော့ဒါပေမဲ့တကယ်တော့မိဘနေရာကိုရောက်လာပြီဆိုလို့ရှိရင်မှလာသမီးလေးကိုစပြီးတော့သူ့မိဟာ အဲကျွန်တော်ပြောပြီးကိုဝင်ရှိပြီဆိုတော့အစင်းအဆပြီးတော့ဒါကျွန်တော်ကအဲဟိုဒေတာထိုင်တာတော့ဒါဆတော့တာပေါ့နော်ဆက်ဆက်ယူဆက်ရတယ်အဲချိုးချိုးမွေးတော့လဲဆူတော့ရတယ်ယူဆက်ပေးရတယ်နောက်ပြီးတော့မွေးလာတဲ့ခါကျတော့လည်းအခုဆိုရှင်ဒါတမိတရ9လကျော်ပဲရှိသေးတယ်ပေါ့နော်အဲအဲ့ရှိမှလည်းဒါအမြဲအမြဲတမ်းပဲအာတကယ်ကိုကိုမျိုးစိရှိမှထားပြီးတော့အမြဲတမ်းယူဆက်နေတဲ့ချစ်ပြီးစောင့်ရှောက်ပေးရဆိုတဲ့ခါကျတော့ဟိုကိုလည်းတော့လည်းအော်ငါတော့လည်းငါရဲ့အမေကငါရဲ့အဖေကအခုလိုပဲငါ့ဘုံမှာအလိုမျိုးချစ်ပြီးတော့ခင်ပြီးတော့ ပေါ့နော်ဒါမျိုးပြည်သူဆွဲလျှောက်ပေးခဲ့မှာပဲဆိုတော့အထွေကိုဝင်မိတာနဲ့ကိုမိဘကျေးဇူးအားကိုထင်ရတဲ့ပုံပြီးတော့ကြီးမားရဆိုတော့ကိုမိဘနေရာရောက်လာတဲ့အချိန်မှာပို့ပြီးတော့ထင်ထင်ဆန်းဆန်းသိမြင်လာတယ်လို့ထင်ပါတယ်ခင်ဗျာသူခါကြောက်လည်းမိဘရဲ့တုန်ဆမမှုလေးတွေလိုအပ်တာမျိုးတွေရှိကောင်းရှိမယ်ခါကြောက်လည်းမိဘရဲ့တုန်ဆမမှုတွေတို့တို့ကိုယ်တိုင်ရဲ့အားနည်းချက်တွေရှိကောင်းရှိမယ်နောက်ပြီးတော့အကြအမြင်ဘုဒ္ဓတာတွေပေါ့နော်နောက်ပြီးတော့စာဖတ်တာမဖတ်တာမိဘကျေးဇူးတွေနားလည်တာမျိုးတွေတော့ဒါကတော့ဟိုခါကြောက်လည်းပဝင်းကျင်နဲ့ဆန်ဆိုခါကြောက်လည်းသူ့ရဲ့ဗီဇနဲ့ပဲ ဆိုင်ပါတယ်ခင်ဗျာဟုတ်သမီးလေးကိုကျွန်တော်နော်ပူပူပြည့်စုံအောင်ဆိုပြီးတော့နာမည်ပေးတာပါနော်ပူပူဆိုတော့နော်ပူပူဆိုတာကတော့နော်ဆိုတော့သူ့ရဲ့အမေရဲ့အကရင်လူမျိုးနော်ပူပူဆိုတာသူ့အမေနဲ့ပေါ့ပြည့်စုံဆိုတာကတော့အာပူပူပြည့်စုံဆိုတာကတော့ကျွန်တော်တို့အဲချက်ပို့ပြီးတော့ကျွန်တော်ရဲ့သမီးလေးကပို့ပြီးတော့ပြည့်စုံတဲ့ဘဝလေးရရှိလို့ပြောပေါ့နော်နိမ့်နံလေးတဲ့တင်တယ်နာမည်လေးတဲ့အသေးပဲလေးကောင်းတယ်နောက်ပြီးတော့မောင်ဆိုတာကတော့ ကျွန်တော်ရဲ့နာမည်ဖျားသက်လေးပေါ့နော်အားကြောင့်မလို့သမီးလေးတို့တော့နော်ကိုကိုပြည့်စုံအောင်ဆိုပြီးတော့နာမည်ပေးရပါတယ်ခင်ဗျာအဲကျွန်တော်အမြင်ကတော့ကျွန်တော်ကတော့မြင်တာကတော့သူ့အမိနဲ့ပူပူရဲ့တော့မြင်တယ်ခင်ဗျာတချို့ကြောက်လဲသူ့အမိနဲ့တွေ့ပြောဆိုတချို့ကြောက်လဲကျွန်တော်နဲ့တွေ့ပြီးပြောကြတာပေါ့နော်ငယ်သမီးလေးကငယ်သေးတဲ့အခါကျတော့ရုပ်ကတော့အဲတိတ်ပြီးတော့ဖမ်းလို့တော့မရသေးဘူးပေါ့ဟုတ်အဲပျော်တာပေါ့အဲနောက်ပြီးတော့ဟိုအဆအဆအရာပေါ့နော်သမီးလေးတော့ကိုစဉ်းစားမိတယ်အပြစ်သွားပြီးပြန်လို့ဆိုရင်သမီးမင်းသားကြီးအဲ့ရထားတဲ့သမီးမင်းသားကြီး နိုင်လို့ရှိရင်သမီးလေးမျက်နှာကြည့်တည်ရလို့ရှိရင်အာသမီးလေးကောင်းကောင်းမအိပ်ပျော်ရတာအဲဘလိုနေလဲဘလိုနေလဲအဆင်ပြေလားဆိုတာမျိုးလေးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲပီတိဖြစ်ပါတယ်ဒါကိစ္စဟုတ်အမေကကျွန်တော်မေအခုလက်ရှိတော့ဒါဘူစီဆေးဟိုမှာတက်ရောက်လို့ပူတာနေတယ်အမေကအာမေအရင်တော့လေလွန်ခဲ့တဲ့9နှစ်ဆောင်ရောက်ကကင်ဆာရောက်ကရှိတယ်ရနာကက်ဆာရှိတော့ဖျက်ထုတ်ထားတယ်ပေါ့နော်အခုဒီ9နှစ်ကျော်ဆောင်းတဲ့ကာလမှာတော့ပြန်စစ်ဆေးတဲ့အခါမှာဆေးစစ်ဆေးတော့ ဒါကြောင့်ပုံမှန်ဆက်စစ်တာပေါ့ခုနကမဆက်စစ်တဲ့အခါကျတော့အမေရဲ့အဆုတ်မှလဲတာကင်ဆာရောဂါပိုးတွေတွေ့ရတယ်ပေါ့နော်။နောက်နောက်ပြီးအခုလက်ရှိမှာတော့အဆုတ်ထဲမှာရေဝင်နေတဲ့ရေဝင်နေတယ်နောက်နောက်ပြီးတော့ကျင်းနေရတယ်တွေ့ရတယ်။ အဲ့လိုမျိုးဆိုတဲ့အခါကျတော့အဲအမေရဲ့ကျမရောအခုစပါတော့နည်းနည်းလေးအညာထက်ဆိုင်ပို့ပြီးတော့ view ဆက်ပေးနေရတယ်ပေါ့နော်အဲ view ဆက်ပေးနေရအချိန်ဖြစ်နေပါ့။ဆရာဝန်ကတော့အစုံနဲ့ပတ်သက်တဲ့ဆရာဝန်တမားတော်ကြီးကတော့အာတောက်စီထိုးစင်းနေပေါ့နော်။ဒါဒီဒီနေ့ပဲတီးရတာပါ။တောက်စီထိုးစင်းနေတက်တာဝါနေတယ်လို့ပြောပါတယ်ခင်ဗျာ။ ကျန်နှလုံးနဲ့ပတ်သက်တဲ့ဟာတော့လေဒါနှလုံးဆရာဝန်ပြင်ပြလို့ရှင်တော့လိုရတဲ့ဥပဒေမျိုးတွေလုပ်အောင်ပေါ့နော်အဓိကတော့ကျွန်တော်အမေအတွက်လည်းတော့အများနဲ့ပေါ့နော်အဲဆူတောင်းပေးနေတယ်ကျွန်တော်ဒါ Facebook မှာ page မှာတင်ခဲ့ပါမှာလေကျွန်တော်ဒီတော့အဲဆူတောင်းပေးကြတဲ့အဲမိတ်ဆွေတငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ပြောချင်ပါတယ်ခင်ဗျဟုတ်အတက်နိုင်ဆုံးကတော့ဒါ အစည်းကတော့ခံကိုခံအကောင်မှုတော့ကတော့အစားအသောက်အနေနဲ့ပေါ့နော်အေးဟိုကအေးဖို့လိုတယ်နော်အစားအသောက်ကိုဟိုကျန်းမာရေးညီရတဲ့အစားအသောက်တွေစားဖို့လိုတယ်ဏိတိုင်းအစားအသောက်တွေစင်ကျင်ဖို့လိုပါပေါ့နော်နောက်ကျန်တာလိုအပ်တဲ့ဆေးဝါးကုသမှုတွေလုပ်ဖို့လိုတယ်နောက်ပြီးတော့လိုအပ်လို့ရှိရင်လိုအပ်သလိုစစ်စစ်ဆေးမှုတွေပြုလုပ်အောင်ပေါ့နော်အဲပေါ်လို့လည်းမရဘူးပေါ့ဘူးဆက်ရတာပေါ့နော်ပေါ်လို့ရှိရင်တော့အဲဆိုရှယ်မီဒီယာများဝနိုင်တယ်เนาะကျွန်တော်တို့အဲလုံခဲ့တဲ့9နှစ်တော့ကအမေအမေရင်သားကြတာပြည်လို့တဲ့အချိန်မှာတော့စိတ်ထိခိုက်မှုတော့ရှိတာပေါ့ဒါပေမဲ့လည်း အာကျွန်တော်တားအကြီးတယောက်နေနေပေါ့နော်ဒါအမေဒါဗမာပြည်ဘူးသားတို့တနေ့ဆိုစူးစမ်းမယ်ကောင်းကောင်းမှုဆိုဖြစ်အောင်သားတို့ပြုတာမယ်ဆိုပြီးတော့ကျွန်တော်အကောင်းဆုံးလို့ပြန်ပြုတာခဲ့ပါတယ်ဟောအဲ့စီတော့လည်းပြောမှာဆိုကျွန်တော်အဲ့ရင်းသားအဲ့ကင်းသားခွဲဆုပ်ခွဲဆစ်ဖြစ်တော့ပြည့်ချင်ပါတယ်အောင်မြင်ခဲ့တယ်ပေါ့နော်ပြုတာမှုလည်းအောင်မြင်တယ်အဲနောက်ရှေ့ နောက်ထပ်လည်းဟိုဟာကျွန်တော်ကင်ဆာပို့စစ်ဆေးအချိန်မှာလည်းဒါဒီ၅နှစ်လောက်ကတော့အားလုံးအဆင်ပြေတယ်ပေါ့နော်ဒါနောက်ပိုင်း၅နှစ်နောက်ပိုင်းဆက်မှကင်ဆာဟိုဟာပြန်ပေါ်လာတဲ့သဘောပေါ့အဲ့တော့အဲပေါ်လို့မရဘူးဘူးဆန်လို့ပြောချင်ပါတယ်ဟောအဓိကတော့ကျွန်တော်ကအဲအမိကကတော့အဓိကဘူးဆန်ကြတော့အဓိကတော့အမေနာမှာနေပြီအမေရဲ့လိုရဲ့ကိစ္စတွေတော့လုပ်ပြရမှာနော်အမ သေးတော့တာတို့အစားတော့အခုဆိုရင်နှောက်ပတ်နေဆိုတာကြောင့်ဒီအမေအဲ့ဒါပေါင်းပြည့်သူအားဖြစ်အောင်ပေါ့နော်ပြည့်ဝလုပ်ပြတာမျိုးချစ်စိုးနေတယ်လုပ်ပြတာမျိုးနောက်ပြီးတော့စီးသွားဝင်သွားတဲ့ခါကျတော့ရှင်နေတာကိုကတာပြီးတယောက်နေနေပေါ့နော်ပြည့်စုပြတာမျိုးတွေအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတော့လောပါတော့အခုဒီနေ့ဆိုလို့ရှင်နေတာကျွန်တော်ဒီဒီနေ့ကြီးပြားသက်ပြီးသွားရေဆိုတော့စိတ်မှာအားကြီးပေါ့အပြုတ်ဆောင်မရပါဘူးဟောပြည့်သက်တွေအခုချိန်မှာအဓိကတော့ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကောင်းဖို့အတွက်အန်ဒီဘေးအနေကြီးရှင်ဖို့ကကြီးသုံးမပြရ ကင်းရိုးဖို့တက်တယ်ဆူတော်ပြပါတယ်။အခုနေတိုင်းနေတိုင်းနေတဲ့နေတိုင်းသွားလာသွားတတ်မှုတွေကအနေကင်းအဆင်ပြေဝေးကင်းပြီးတော့အဲကိုရောစေရောကျမ်းမှာကျမ်းသာဖို့တက်ပဲဆူတော်ပြခြင်းပါတယ်ခင်ဗျ။ကျေးဇူးတင်ပါတယ်။ကျေးဇူးပါ။